တေဆုံးသွားပြီးတဲ့လူတရာကိုတာဝေယူခိုင်းခဲ့တဲ့တမိုင်းမှာတန်းတေဆုံးသွားပြီးသားလူတရာကိုတာဝေပေးတယ်ဆိုတာနားထောင်တာနဲ့တကယ်လားဆိုတဲ့စိတ်ထဲမှာမေးခွန်းညဖြစ်လာပါတယ်ဒါပေမဲ့တမိုင်းထဲမှာတော့တကယ်တမ်းဖြစ်ပြီးသားအဖြစ်ပြက်တခုရှိပါတယ်ထောင်ရှိလာ21ခုနှစ်အမေရိကန်နိုင်ငံဖီလာဒယ်ဖီးယားမြို့ကကက်သလစ်ချာချ်တခုကနေစင်ဂျွန်နျူးမန်ဆိုတဲ့ဖုန်းကြီးတယောက်ကိုအစိုးရဆိုင်ရာအဖွဲ့တခုရဲ့တရားဝင်အဖွဲ့ဝင်အဖြစ်သတ်မှတ်လိုက်ပါတယ်ဒါပေမဲ့အဓိကပြဿနာကတော့ စိန့်ဂျွန်နျူမန်ဟာ1860ခုနှစ်ကတည်းကတည်ဆုံးပြီးတန်းထင်နေကြတာပဲဖြစ်ပါတယ်။ဒါကြောင့်တည်ဆုံးသွားသူတယောက်ကိုတာဝန်ပေးတယ်ဆိုတာလူတိုင်းအတွက်မယုံနိုင်စရာတဲမှာတကူအပါဝင်ပါပဲ။အလိုလိုဖို့ဆိုတာအသက်ရှင်နေသူကပဲလုပ်နိုင်တာဖြစ်တယ်။တည်ဆုံးသွားသူကတော့တာဝန်ယူဖို့လုဆောင်ဖို့ဘလို့ပဲဖြစ်ဖြစ်မဖြစ်နိုင်တော့ဘူး။ဒါကိုလူတိုင်းကနားလဲတယ်။ဒါပေမဲ့ထူးခြားတာကငါတို့တည်နေတဲ့အရာတွေကိုကြော်လွန်ပြီးအဲ့ဒီလိုတာဝန်တစ်ခုကိုတကယ်ပေးလိုက်ကြတာပဲ။ တကယ်တည်းမှာတော့ဒီတာဝန်ဟာလော့ဖူတာဝန်မဟုတ်ပါဘူးဟုတ်ပါတယ်အဖွဲ့ဝင်စီရင်နဲ့မှာသူ့နာမည်ကိုထည့်တာဟာကိစ္စကိုဖော်ပြဖို့ဂုဏ်ပြုဖို့အတွက်ပြုလုပ်တာပဲဖြစ်ပါတယ်တာဝန်ထမ်းဆောင်ဖို့မလိုပဲနာမည်တစ်ခုထည့်ခြင်းဟာသူ့ရဲ့အမွေအနှစ်ကိုလည်းအဖိုးတန်ဟာပြသနေတဲ့အရာတစ်ခုဖြစ်လာခဲ့ပါတယ်ဒီတမိုင်းမှာတန်းကနေတင်ယူရတာတစ်ချက်ကတော့တချို့လူတွေဟာအသက်ရှင်နေခြင်းသာမကတည်သွားတဲ့နောက်မှာတော့သူ့ရဲ့နာမည်နဲ့အမွေအနှစ်ကဆက်လက်လှုပ်ရှားနေတတ်တာပဲဖြစ်ပါတယ် တက်တန်းကုံတာနဲ့တာဝန်ကုံတာတစိပိုင်းပဲဖတ်နိုင်နေဆိုတာဟိုတော့ဤဖြစ်ရက်ကပဲတက်သေးပြလိုက်ပါတယ်